အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီနေစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဂျာသာပရိသတ်သမီးအားလုံးအတွက်နှစ်ရက်17လ2025ကနေ၈ရက်17လ2025အတွင်းမှာဂျုံလို့ရမယ့်တပတ်စာကံကြမ္မာဟော့ကင်ကိုကန္နာတက်ပြည့်စီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဂျာသာပရိသတ်သမီးတွေဒီတပတ်ကာလမှာဘယ်လိုကံတရားလေးတွေရှိလဲပေါ့နော်ဆိုတော့ဒီကလမှာဂျာသာပရိသတ်သမီးတွေကိုအလုံးနဲ့ပတ်သက်ပြီးဥစားပြောချင်တာကသူကအလုံးနဲ့အိုးအိမ်နဲ့ထိုင်နေတဲ့ဆက်ဆက်နေတဲ့ကိစ္စတွေဖြစ်တယ်ပေါ့နော်ဆိုတော့ အဲ့ဒါကမငြိမ်သက်ဘူးဗျာအပြောင်းလဲကြီးကြီးမားမားကြီးဖြစ်မယ်ဆိုတဲ့ကိန်းထဲမှာသွားပါနေတယ်တချို့ကတော့လက်ရှိလုံကနေထွက်ပြီးတော့နောက်အလုပ်တွေကိုလုံးဝပြောင်းရတဲ့အနေထားတချို့ကတော့အလုပ်အထုတ်ခံရတယ်တချို့ကတော့အလုပ်အဖြုတ်ခံရတယ်တချို့ကတော့ကိုယ့်အကူထွက်တယ်ပေါ့နော်အဲ့လိုပုံစံနဲ့ तू ကအလုပ်ကိုင်းအိုးအိမ်နေရာထိုင်ခင်းပြောင်းအဲ့လိုမျိုးရွှေ့ရတတ်တယ်နောက်တစ်ခါအဲ့အိမ်နေရာထိုင်ခင်းတဲ့ပတ်သက်တဲ့ကိစ္စလည်းပြဿနာဖြစ်တတ်တယ်တယောက်နဲ့တယောက်တော့မတူဘူးပေါ့လေတချို့ကကြတော့အိမ်ငားတွေပါတယ်နဲ့အစင်မပြီးတော့လို့လက်ရှိအိမ်ကနေထွက်ပြီးတော့နောက်အိမ်သေးတစ်ခုပြန်ငားပြီးတော့ပြောင်းရတဲ့ကိန်းမျိုးတွေပေါ့နော်အဲ့အဲ့လိုမျိုးတွေဖြစ်တတ်တယ် နောက်တစ်ခုရှိတာကကိုနေတဲ့အိမ်မှာဒီမြေကိစ္စအိမ်ကိစ္စပေါ့နော်အမွေကိစ္စကြောင့်ပြိပခါတွေပြဿနာတွေဖြစ်ပြီးတော့ပြောင်းအားရှုရတာမျိုးတွေကြုံရတတ်တယ်အစိုးဆုံးတစ်ချက်ကဘာဖြစ်တယ်လဲမေးရင်မဖြစ်မဖြစ်ဖြစ်အကြီးဖြစ်မှာကမင်းဆိုးရတဲ့နေပတ်သက်တဲ့ကိစ္စတွေကြောင့်ကိုနေတဲ့မြေနေရာတွေအိမ်နေရာတွေကတရားမဝင်ကျူးကျော်ပြီးနေရပါတယ်လို့ဘာလို့လဲဆိုပြီးတော့အဖြက်စီခံတတဲ့ကိစ္စမှာသွားပါမှာဖြစ်တဲ့အတွက်ကြာသပရိသတ်သမီးတွေအိုးအိမ်နေရာထိုင်နေတဲ့ပတ်သက်ပြီးပြဿနာအကြီးဖြစ်တတ်တဲ့အထူးသတိထားပေးပါမပေါ်ဆက်ပါနဲ့ပေါ့နော် ောက်တစ်ခါထပ်ပြီးမှကျွန်တော်ပါရှိတယ်ဆိုတော့ကြာသာပြိတန်းသမီးတွေဒီကနေ့မှာအိမ်ဝယ်တာတွေအိမ်ပြင်တာတွေမြေတွေပါတွေဝယ်တာတွေမှာအရန်သတိထားပေချာစီစစ်ပြီးတော့ဝယ်ပါအလိန်ခမ်းတာမျိုးတွေမပြည့်စုံတဲ့စားအစားအနေနဲ့မြေနေရာမျိုးတွေအဝယ်ချမ်းမိတာမျိုးတွေကြောင့်ပြဿနာအနောက်ရှက်တွေကြုံရတဲ့ကိန်းတွေမှာသွားပါမှာဖြစ်တဲ့အတွက်အထူးသတိထားပဲဖြစ်နိုင်လောက်မြေတွေအိမ်တွေအဝင်မတော်ဘူးလို့လောမှကျွန်တော်ပြောခြင်းတယ်အဲ့ဒါဘာအဝင်တော်လဲမေးရင်ရှစ်ပုံရှစ်ကံကြီးမာတဲ့ဂျာတာပရိသတ်သမီးတွေဆိုရင်ဒီကာလမှာ ရွှေဝင်ဝင်နေဗျအဝင်တော်တယ်ပေါ့နော်အဲ့ဒါရွှေဝင်တက်တဲ့ဂိမ်းရှိတယ်ဖြစ်လိုက်အောင်ရွှေအယောင်းဝင်လုတဲ့နေရာတွေမှာရင်းနှီးမြှုပ်နှံပြီးလုပ်မယ်ဆိုရင်တော့အချိုးမြတ်များစွာရရှိပိုင်ဆိုင်မယ်ဆိုတဲ့ဂိမ်းခန်းထဲမှာသွားပါတယ်အဲနောက်တစ်ခါအဲရွှေရွှေတူးတဲ့လုပ်ငန်းတွေလုပ်တဲ့သူတွေဆိုရင်ဒီကလာမှာရွှေကြောတွေ့ပြီးဆိုပြီးတော့ဝန်သားအာရသတင်းစကားလေးတွေကြုံရကြရမယ်နော်အဲရင်းနှီးပိုင်တူးတဲ့သူတွေဆိုတော့ဒီကလာမှာရင်းနှီးတွင်းအောင်ပြီးဆိုပြီးတော့အဲ့လိုမျိုးကောင်းတဲ့သတင်းစကားလေးတွေကြုံရကြရတဲ့ရေသန့်ဆက်ဝင်တွေဘာတွေထောင်တော်မျိုးတွေ အရေကဆက်တွေပါထောင်တာမျိုးတွေရေကမို့ရောင်းတာမျိုးတွေဖြစ်စေအဘုတ်ခုနဲ့ပတ်သက်တဲ့လုပ်ငန်းအစသာအရရာဒီအကြတာရေးတာသမီးတွေအတွက်အမရန်အကျိုးပေးနေတာတွေ့ရပါတယ်ဗျာနော်တချို့အဲအိမ်အောင်ရှင်အမျိုးသားအမျိုးသမီးတွေဆိုရင်ဒီကာလမှာအမရန်လိုချင်ကြတဲ့အဲတာသမီးယရနာလေးပါရရှိပိုင်ဆိုင်ထုံးကားတတ်တဲ့ဂိမ်းတွေမှာသွားပါပါတယ်ဝမ်းသာဖို့ကောင်းတယ်ဒါအပြင်ကြတာရေးတာသမီးတွေဒီကာလမှာဘာသာရေးနဲ့ပတ်သက်တဲ့ပွဲတော်တွေဖြစ်စေဘာသာရေးနဲ့ပတ်သက်တဲ့ ဖျားမှုကိစ္စအလူတန်းကိစ္စတွေကြောင့်ဖြစ်စေခရီးသွားဟုတ်သွားတတ်တယ်မျောနေပြီးတော့ရုတ်တရက်အမျောနေပြီးတော့တေချာစီစဉ်ပြီးသွားတာမျိုးမဟုတ်ဘဲနဲ့မမျောနေမဲ့ရုတ်တရက်ဝုန်းနဲ့တိုင်းနဲ့ထသွားတတ်တဲ့ဂိမ်းမှာပါတဲ့အတွက်အမရန်ဝမ်းသာဖို့ကောင်းတယ်ခရီးရပြန်လာပြီးတဲ့နောက်ပိုင်းကိုယ့်ရဲ့လက်လာပါလေးပါပို့ပွင့်လန်းသွားလိမ့်မယ်အဲ့ဒီမှာသွားလာရင်တော့မတချို့တွေဆိုလို့ရှိရင်ဒီရှစ်ပထမဆက်ရှိတဲ့သူတွေဆိုရင်ပေါ့လေတကယ်ရဟနာတွေဖြစ်စေတကယ်ဝိဆာတွေနဲ့ဖြစ်စေတကယ်ရဟာရဆရာတော်ကြီးတွေကိုဖြစ်စေဖို့တွေ့ရတာမျိုးတွေကြုံရတဲ့ဂိမ်းမှာပါတော့ဘာသာရေးကိုဖိဖိစီလို့ပဲ တောင်ရက်ကနေအဲဖရားပုံတော်တို့ရဟန္တာပုံတော်တို့ဓာတ်တော်တို့ဒါမျိုးတွေအစားအကြုံအကြွာလာမျိုးတွေဖြစ်တယ်လေအဲ့ပါဆက်သက်ပြီးပြောအောင်မတချို့တွေကြတော့လဲဆရာတို့ဆရာရောင်နေတဲ့သွားဆောင်ရတာမျိုးတွေဖြစ်တယ်လို့စဉ်းစားပြီးတော့ကိုယ့်အကိုဂယုဆိုင်ကမှာပါလေနော်အဲ့တော့ကိုယ့်ဘက်ကတော့ဘာသာရေးကိုတမထအားဝိပဿနာလေးပြင်းပြင်းထန်ထန်လေးအားထုတ်ပြီးပါလာပြီးဆက်သွယ်လာပါလိမ့်မယ်ဗျာနော်နောက်တစ်ခုကြာလာပြီးသားသမီးတွေငွေချင်းနဲ့ပတ်သက်လို့ရှိရင်ဒီကာလကငွေချေးကံလေးတွေအမှန်တန်လက်လာပါရှင်လိမ့်မယ်။ပတ်စံအရန်ဝင်တဲ့ကာလပဲဗျာ။အဝမ်းသာဖို့လည်းကောင်းတယ်။ပတ်စံအဆုလိုက်ပြုံလိုက်ဝင်လာတဲ့ကိန်းထဲမှာသွားပါတယ်။ဆိုတော့ ပတ်စံရလို့ရှိရင်တော့ရတဲ့ပတ်စံမမြဲဘူးလည်းဖြစ်တာဆိုတော့ရတဲ့ပတ်စံရတာနဲ့ရွှေတာပြေးလို့ပါတပဲပဲရရနော်တမှုပဲရရတရွေးပဲရရရတဲ့လောက်လေးပြေးလို့ဒါမှအဖတ်တင်နိုင်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်လက်သာထုတ်ပြီးွားရင်သေခွင့်မဲ့ကြမှာမို့လို့နော်ပစံရောဝင်တယ်ဒါပေမဲ့ပြန်လို့လိုက်လို့ရှိရင်မနှံ့ဝင်မြင့်နေဆိုမရှိတော့ဘူးねဒေါက်စီနေတာမျိုးလေးတွေဖြစ်တတ်တဲ့ကိန်းတွေမှာပါလို့သတိထားပါဗျာနော် ပညာရေးနဲ့ပတ်သက်လို့ရှင်တော့ကျန်တာပြည်သားသမီးတွေပညာရေးကံတွေအားနည်းနေတယ်။စာရပြီးဆောင်ဝယ်ကြရတဲ့ဂိမ်းလိုမျိုးလိုတော့ကျွန်တော်တို့တင်စားပြီးပြောတဲ့ထဲမှာပါတော့ကိုယ့်ဘက်ကတော့ဝရိယအားလေးနည်းနည်းလေးထည့်ပြီးကြိုးစားမှတော်ကာကြလိမ့်မယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်ဆောင်ဝယ်ကြလိမ့်မယ်နော်။အဲ့မှလေဝန်ထမ်းတွေကိုကျွန်တော်တခုမှမကျင်တယ်။ဒီကလာမှလေကိုယ့်လက်ကြီးကလေးအထက်လူကြီးတအားဒုက္ခပေးပြီးကိုယ့်ဖိအားတွေပေးမဖြစ်နိုင်တဲ့တောင်းဆိုမှုတွေတောင်းဆိုပြီးတော့လေအဲ့ပညာရေးပြလာခံတဲ့ဂိမ်းထဲမှာရှိမယ်။လုံးဝကင်ပဲအချင်းချင်းကိုယ့်ကိုမနာလို့ဝိုင်းဝန်းတိုက်ခိုက်တယ်။တစ်ဖွဲ့လုံးနဲ့တစ်ယောက်နဲ့လို့ဖြစ်နေရတတ်တယ်။ ဖြစ်ချက်လေးတွေရှိသေးတယ်မိသားစုတစ်ခုဆိုလို့ရှိရင်လေကိုကတယောက်ကိုနာမိသားစုမှာမိဘညီကိုမောင်နှမတွေရာစားကိုအထင်မပြီးမုန်းတယ်ရှေ့မြရင်လည်းဘယ်သူမှကိုကိုလက်မခံဘူးဆိုတဲ့ကာလတွေမှာသွားပါတယ်ဗျာနော်ဆိုတော့မိတ်ဆွေအချင်းချင်းဆိုလို့ရှိရင်လည်းအဲ့လိုပဲကိုကိုနင်းထိုင်ရင်အထင်လွဲတယ်မနာလိုတိုက်ခိုက်တာလေးတွေရာစားကြုံရတတ်တဲ့ကိစ္စတွေရှိလို့သတိထားပါအရေးကြီးတဲ့စာအစံအလေးတွေမှတ်ပုံတွေနဲ့ပတ်စပို့တို့စသည်အားဖြင့်ဖြစ်စေနော်ထောက်ခံစာတို့ပျောက်တာရှာတာမျိုးတွေဖြစ်တဲ့အတွက်သတိထားပါ အခြေအနေအောင်နဲ့ပတ်သက်ရင်တော့ကြာသာပိတ်သားသမီးတွေဒီကာလကအမရန်ကန်ကောင်းပါတယ်ချစ်သူမရှိတဲ့သူတွေဆိုရင်ဒီကာလမှာချစ်သူရတယ်ချစ်သူရှိတဲ့သူတွေဆိုလည်းအိမ်အောင်ကြားရတဲ့ကိန်းရှိတယ်တချို့တွေကရွှေဝင်မယ်လို့ပြောတယ်ပေါ့တချို့ကရွှေမဝင်ဘူးတခါတည်းကလူဝင်သွားတာမျိုးဖြစ်တယ်အာလူကဘလို့ဝင်လဲဆိုလို့ရှိရင်တခါတည်းမိမရရွာတာတွေရောက်ကြရွာတာတွေဖြစ်တယ်ပေါ့နော်ခုရလိုက်ပြီးရတာမျိုးတွေပါရီအစားဖြစ်တဲ့ကိန်းတွေမှာပါတော့အဲတစ်ဖက်မှာတော့အခြေအနေအောင်ကအမရန်ဝန်တာဖို့ကောင်းတယ်နောက်တစ်ဖက်မှာဘာဖြစ်တယ်လဲမင်းကိုရဲ့အခြေအနေအောင်ကကိုအဲနှစ်ဖက်တော့မိဘတို့ယောက်ျားမတို့ ကြားဝင်နောက်ရှက်တာဟန့်တာတာသဘောမချတာတွေကြောင့်အချိအိမ်အောင်ရေးတွေမှာခက်ခဲမှုတွေတွေသဘောထားမတိုက်ဆိုင်မှုတွေတွေပြဿနာဖြစ်တာလေးတွေအိမ်မွားအဆင်ဝါးတာတွေဖြစ်တတ်တယ်။နောက်ကြားအနောက်ရှက်ဆိုတာတခြားရောက်ကြမိမအနောက်ရှက်ဝင်တဲ့ဆိုင်ဒီကလာတွေကအစွန်မျိုးညီကောင်မမမိသားစုရောက်ကမဟိုဘက်ဒီဘက်တွေအဲ့လိုမျိုးဝင်နောက်ရှက်တာကြောင့်သဘောထားကွဲလွဲမှုတွေတွေအထင်မြင်လွဲမှားမှုတွေတွေကြုံပြီးတော့အတယောက်နဲ့တယောက်ကွဲတာဖြစ်စေအိမ်မွားအဆင်ဝါးတာတွေဖြစ်စေအဲဖြစ်တတ်တဲ့ကိစ္စမှာပါတယ်။အထူးသတိထားပေးရမယ်နော်။ပြီးတော့ကြာသပတေးသားသမီးတွေ နိုဝင်ဘာလ2ရက်5ရက်6ရက်9ရက်10ရက်အမရန်ကန်ကောင်းတယ်ဗျအလောက်ကအန်ဂျန်စီမှာဆောင်ရလို့အောင်မြင်တယ်အဲလူမျိုးသားဘာသာကြားတွေကိုယ့်ကိုကူညီမှသာစောက်ရှောက်မယ်ဆိုတဲ့ကိစ္စနဲ့မှာပါတယ်ခီဝေခီနီသွားတတ်တယ်နော်အရချာတိုင်းမိကြတွေကအစသွားရတတ်တဲ့ကိစ္စတွေမှာပါတယ်တံမိုးရှိတဲ့ရွှေငွေရတနာတွေအဲ့ကလာမှာဝင်တဲ့ကိစ္စတွေပါတယ်သူကအမရန်ဝမ်းတာဖို့ကောင်းပါတယ်ဗျနော်ဘောဂူတာသမီးတွေအကျိုးပေးတယ်ပေါ့နော်။နိုဝင်ဘာလ3ရက်4ရက်မှာတော့အညံခိုက်လေးတွေရှိတယ်။အကျမ်းမိုင်းနဲ့ပတ်သက်ပြီးခနာကိုယ်တွေမှာ အနာလိုအဖူတွေအများကြီးပောက်ပြီးတော့အလားပြက်တာမျိုးတွေဖြစ်မယ်ခေါင်းငူခေါင်းကိုက်ခေါင်းနှောက်ကြောတွေညဘက်အိမ်ပဲပဲအောင်ကြောနဲ့ပတ်သက်တဲ့ရောဂါလေးတွေဖြစ်မယ်အရန်ရင်းနေတဲ့မိတ်ဆွေတွေအထက်လူကြီးတွေနော် မိသားစုတွေသဘောထားကွယ်လွန်မှုတွေဖြစ်တာအဲဂျားထဲမှာကိုကအထက်အောက်တွေဂျားထဲမှာသွားညံ့နေတာမျိုးတွေအစားဖြည့်ရှင်းရတာမျိုးတွေကြောင့်တက်တဲ့ကိန်းကြီးရှိတော့အထူးသတိထားပေးပါနော်အဲ့ကံရရရထောက်မမှုအပြေဝရအောင်အဝါရအောင်အပြာရအောင်အနုအယင့်အနီရအောင်အစိမ့်အောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးရမယ်လီလီပါ ရွှေပန်းငွေပန်းရွက်လာပန်းသစ္စာပန်းတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဘုရားမှာဘုရားမှန်ကတာဖြစ်စေအနေအဲ့ကနေမှအလှပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလုပ်သုံးဆွဲပေးပါအဲ့တော့ဇာတာပရိသတ်သမီးတွေကြုံရတဲ့အညံ့တွေကင်းပြီးတော့ကောင်းတဲ့အကံလေးတွေပို့ကောင်းအောင်ရရရနေနဲ့မလုပ်ရမလဲဆိုတော့မြတ်စွာဘုရားရဲ့ဝါမိုက်မှာ ရွှေသင်္ကန်းလေးဆယ်ပြားကပ်ဖြစ်အောင်ကပ်လုပေးရမယ်ဒါအပြင်လမ်းမှာကြိုက်ခွက်ရှိတဲ့နေရာလေးတွေကိုအုတ်ခဲကြိုးလေးတွေနဲ့လမ်းခင်းပြီးတော့ လောက်ကိုင်းအဝိနေပတ်တဲ့ကိစ္စအဝဝအဆင်ပြေအောင်တိုင်တဲ့ဆုတောင်းခြင်းအားဖြင့်အညလေးလေးกินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချဖို့ကောင်းတော့ပါလိမ့်မယ်။ကြာကပရိသတ်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းမိပါတယ်ဗျာနော်။